2025ခုနှစ်အော်တိုဘာလ10ရက်ဒီနေ့တောက်ကြနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက် numerology ကဏ္ဍပင်နဲ့ဟောကိညာကတော့ကန်တရားရဲ့အခွင့်အရေးကောင်းနေတလှည့်ပြန်ရောက်လာမယ်နေ့လို့နမိတ်ဖတ်ပါတယ်။အရင်တုန်းကမသိမမြတ်တဲ့သူတွေနဲ့ပြန်လည်သိမြတ်သွားတတ်တယ်။အရင်တုန်းကရပ်ဆိုင်းထားတဲ့အလုပ်တွေကပြန်ပြီးဥမော်လာတတ်တယ်။ဆုံးရှုံးထားတဲ့အခွင့်အရေးတွေကိုပြန်ရတယ်။ငွေကြေးကိစ္စနဲ့ပတ်သက်တာတွေအတွက်အဆင်ပြေချောမွေ့ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်။ဒီလိုနေ့မှာ မိတ်ဆွေအစ်စ်တွေတငယ်ချင်းအစ်စ်တွေအလုပ်အစီအစဉ်အစ်စ်တွေနေရာထိုင်ခင်းအစ်စ်တွေအိမ်အစ်စ်တွေကိစ္စတွေကတော့ထင့်ငေါ်တီးလွဲ့လွဲ့တာတွလို့တလန်ဖြစ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အရေးတကြီးတွေ့ဆုံရမယ့်ကိစ္စမျိုးတွေဒီလိုနေ့မှရှိရင်တော့တည်ရွတ်တည်ရွတ်အနည်းစားဆုံးခုပြီးရင်မွေးဆွေရဆောင်သွားလိုက်ခြင်းအပြင်ဒီနေ့တွေ့ဆုံများမိကိစ္စတွေအားလုံးတို့အတွက်အောင်မြင်သွားပါလိမ့်မယ်ဒီနေ့အတွက်ခုနှစ်ရက်သားမိအားလုံးကံထူးကောင်းမှုလို့တွန်းကတော့မြတ်စွာဘုရားရှင်ကို နွားတို့အေးအေးနှစ်ခွက်၊နှွေးနှစ်ခွက်လှူဒန်းပြီးဆူတောင်းလိုက်ကြပါခင်ဗျာ။ဒီနေ့သင်တန်းကိစ္စ၊ပညာရေးကိစ္စ၊ရှောက်လွှားကိစ္စ၊အင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတော့ကတော့တပြင်းညွတ်တညွတ်ရေမာထက်ပြီးမျက်နှာသွင်းချင်းရေချိုးချင်းပြုတ်ပြီးမှဆောင်ရွက်၍အောင်မြင်ပါလိမ့်မယ်ခင်ဗျာ။ဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာ၏အတွက်ကတော့မဟာဗုဒ္ဓဗေဒနိယတောက်ကြနေဘွားယာဇဘွားဇာတာရှင်များဖြစ်ကြပါလေခင်ဗျာယာဇတို့ရဲ့သဘောတရားအတိုင်း ဩဇာအာဏာကြီးမားသူများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြားရတဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရအနေနဲ့ကတော့တတိမျိုးစုံတို့ကိုမြတ်စွာဘုရားရှင်ကိုကတ်လူခြင်းရဟန်းတန်ဃာတို့ကိုတတိလောင်းလူခြင်းနဲ့မိမိကြီးခဲ့သူမိဘဆရာသမားတို့ကိုတတိမျိုးစုံလူရန်ကြောခြင်းအပြင်တနစ်တာလုံးကံတရားရဲ့အကျိုးပေးခြင်းတွေတွေ့ပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့တေကဏ္ဍ6ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့ ပတ်ဆိုင်တဲ့ကိုတွယ်ကြိတ်တစ်ခုရင်မွေးဆွရင်ထက်တာလိုက်ခြင်းအပြင်ဒီနေ့ငွေထူးဝင်ပါလိမ့်မယ်ခင်ဗျာဈေးကော်လက်ကော်ရရင်အဖြစ်ကတော့မိမိရဲ့စိုင်းရှိမျက်နှာသာကိုမျက်နှာမူပြီးတော့ဒီလိုနေ့မှာအသီးတစ်မျိုးစာရင်ဈေးရောက်ကောင်းမှုအတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအမှုအကင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုရေတန့်ဘူးမှရေးပြီးဆုံးကန်ကြတဲ့ကိုရင်ဦးစင်တစ်ပါးပါးကိုလောင်းလှူလိုက်ကြပါခင်ဗျာအယောင်ထိုင်နေတဲ့ကိုပစ္စည်းတွေအယောင်သက်ဖို့အတွက်ကလည်း ရည်တမ်းမှုတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့တိတိသားသားအယောင်းတွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာကျမ်းမာရေးညနေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညသူအတွက်ဓာတ်စာဖြစ်နေဒီလိုနေ့မှာနွားနို့အနေငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအချီးရေးမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့လို့အတွက်ကတော့မတဲ့စောစောမှာခိုးရင်ငှက်တွေကိုဘယ်လက်နဲ့အစာကျွေးပြီးဆူတောင်းဒိတ်ထံပြုလိုက်ကြပါခင်ဗျာ